ရင်နဲ့ကျော်နေရဲ့ထုတ်လွှင့်မိသားအပီဆိုဝမ်းကိုကြည့်ရှုပြီးကလေးချောက်ထဲကတယောက်ကတော့အိမ်ပြန်နှုတ်ဆက်ရတော့မယ်ဆိုတဲ့သတင်းကိုအားလုံးသိရှိပြီးဖြစ်မှာပါဒီကနေ့မှာတော့ရိုက်ကူးရေးအထိပါဝင်သွားမယ်ပထမအဦးဆုံးအတွဲတွဲကိုစတင်ရွေးထုတ်သွားတော့မှာပဲဖြစ်ပါတယ် ခြေဥတင်နဲ့ပထမဆုံးက6ယောက်6ခင်းနဲ့နေခဲ့ပြီးကြတယ်။တယောက်နဲ့တယောက်ပုံမှာအခုဖြစ်စီခြင်းနဲ့ထဲလန်းပုံစံမျိုးပဲအပြိုင်ဆိုင်လည်းမရှိခဲ့ကြဘူးမနာလိုပါလည်းမရှိဘူးအအမြင်ကက်နေရလည်းမရှိဘူးတယောက်တယောက်နဲ့ရင်းနှီးချင်းချင်းရှိခဲ့ကြတယ်အပြည့်ပြည့်စုံစုံလူနေတဲ့အတွက်အကုန်လုံးမှာညီတို့ဒီလိုတစ်ခေါက်လာတိုင်းမှာချိန်ပြီးလာကြတယ်ပြန်ကြတယ်ဂရုချက်လေးမှာစကားပြောရကြအကိုဝမ်းတာတယ်တယောက်အားနေချက်ရှိလို့ရှိရင်တယောက်က ်သိမ့်ပေးကြရဲပေါ့နော်ဒါပေမဲ့တယောက်ကိုတော့အကိုတို့ကတော့အာနှုတ်ဆက်မဲ့နေသားဖြစ်နေတယ်အဲ့တော့ကိုသာကိုသာချန်ခဲ့သူဆိုရင်လည်းအဲ့တယောက်ကိုကောင်းကောင်းနှုတ်ဆက်ပေးလိုက်ကြပါနော် ကိုဒီစ project ရိုက်ထဲကအခုပြောတဲ့အမြင်နဲ့ဒါတယောက်တည်းသွားမယ် project မဟုတ်ဘူးကိုတွဲတဲ့သူကိုတငယ်ချင်းကိုညီကိုကို partner နဲ့အဆင်ပြေအောင်သွားမယ်ဟာမျိုးဖြစ်နေအဲ့တော့ပေါင်းစည်းဖို့အရန်ရေးကြည့်ရယ်အဲ့တော့ဒီနေ့မှညီတို့တွေကတယောက်ကတော့ပြန်မှဖြစ်ပေမဲ့ငါးယောက်ကတော့ကြံနေမှာဆိုတော့ ကိုတွေ့ရဘသူဆိုတာသိသွားလိမ့်မယ်ကိုဘာရရမယ်ဆိုတာသိသွားမှာပေါ့နော်အဲ့တော့ကိုနဲ့တွေ့ရမယ်သူဒီနေ့မှစသည်ဖြစ်ဆိုအဲ့အဲ့လူနဲ့ငါဒီခီးအကြိုက်သွားရမယ်အမှတ်တရရဖန်တီးရမယ်ကဲနိုင်ငံတကာထိလည်းငါ့ကိုရောက်နိုင်တယ်အဲ့ခံစားချက်တွေနဲ့ကိုအတွဲကိုသိရခါကြရတယ်ပျော်လို့ရတယ်အဲ့တော့အခုကိုရောဆုံးမချက်မချခင်မှာတယောက်ချင်းမှာဗာပြောချင်သေးတယ်ပြောပါ အဲဒီနောက်မှာတော့ခလေးချောက်စလုံးဟာတယောက်ချင်းစီလိုက်နောက်ဆုံးအနေနဲ့နှုတ်ဆက်စကားများပြောကြခဲ့ကြပါတယ် ကြခင်မှာတော့ရှက်ကူးရိပ်ထိပါဝင်သွားမယ်ပထမဦးဆုံးအတွေ့အကြုံကိုစတင်ရွေးထုတ်သွားတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ คุกโรนในไม้คอยแม wise man လေးရနေပြီးတော့မိသားစုရောတငယ်ချင်းတွေရောအလုပ်တွေရောထားပြီးတော့လာတယ်။ရန်ကုန်မှာနေဖို့ပြုဖို့ခက်ခဲပေမဲ့ရက်တည်တယ်။ဒီတငယ်ချင်း၅ယောက်ပေါ်မှာလည်းအရန်ချစ်ခင်တာတွေ့ရတယ်။စာပို့ရင် emoji လေးအစကိုဒေးထားမိရပေါ့နော်။ Chris ကအဲ emoji ကို sweet ဖြစ်အောင်ပို့နိုင်ဆုံးပဲကိုဒေးထားမိရပေါ့။ ခရစ်ရဲ့စ조사ခဲ့တဲ့ဟာအကုန်လုံးအခုအတိမပြုရဲ့ဒါမဲ့ဒီနေ့ဒီလိုအချိန်လေးဖြစ်သွားရပါဘောနော်လက်ခံထားပြီလားခရစ်ညီကိုတွေပါတရုတ်ကောင်တွေမှာပါရမယ်နော်ခရစ်ညီကိုတွေပါက တရုတ်ကောင်လေးနေရာမှာလင်းရောင်နီးဆိုတဲ့နေရာလေးမှာခရစ်တရားစာအမယ်တို့အဲ့အတွက်ရွေးထားပါတယ်ခရစ်ကတော့ Milestone Entertainment ရဲ့ ပထမအဦးဆုံးရွေးချယ်ခြင်းခံခဲ့ရတဲ့တယောက်ဆောင်တယောက်ဖြစ်လာခဲ့ပါပြီ။ Milestone Entertainment ရဲ့ပထမအဦးဆုံး project တုပ်ခုတွေကပထမအဦးဆုံးအနေနဲ့ထုတ်လွှင့်သွားမယ်။ညီအကိုတွေပါ project မှာ Chris ဟာအဓိကစက်ကောင်အနေနဲ့ပါဝင်တယောက်ဆောင်ခွင့်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။ရန်ကြီးနေနေပေါ့နော်ဒီ6ရောက်လောက်ကနေရင်းနေပြီးတော့ဟိုကျွန်တော်6ရောက်လို့မျိုးတွေ့ရဆိုတာဟို ကော်ဖီတိုင်းတစ်ခုလည်းမဟုတ်ဘူးဒီတင်တန်းပီတိုင်းလည်းဟောတင်တန်းပီတိုင်းကျွန်တော်မြန်သူဒိတ်ဒိတ်တွေလောက်ကြရဲသူလူသွားပြီးမောင်းနေစားကြရဲပြင်ဟောကျွန်တော်အခုမပါဘူး group ဖွဲ့ထားရဲကျွန်တော်အားရချင်တယ် group ရဲမှာဆိုပြောက်ပြောက်စကားတွေပြောရဲစားရဲနောက်တယ်ညာရန်နဲ့တန်ရုံစင်ဖြစ်နေပေါ်တော့ခြောက်ဟိုဖြစ်နိုင်ရင်တော့မခွဲချင် time city တစ်ခါပါကျွန်တော်ဟို TikTok ဆိုတာပထမဆုံး channel ဆော့ရဲအာဟိုတယောက်တယောက်ရိုက်ပေးကြတယ်ပစ္စည်းတွေတဲပေးကြတယ်မိုးရွာရဲမှာအမျိုးတွေသွားကြတယ်ဆိုတော့တစ်ခါကတော့အပျော်ဆုံးပြီးတော့အမ်ကျွန်တော်တော်တော်များများသွားတဲ့ခေါက်တင်မှာကြာတယောက်မဟုတ်တယောက်ကတော့နည်းနည်းမပါခဲ့ဘူးအဲ့ဒီဆုံးတာအဲ့တစ်ခေါက်ဆိုတော့အဲ့တစ်ခေါက်ကတော့အမှန်တရားဖြစ်ဆုံးပေါ့အမှန်တရားဖြစ်ဆုံးပြီးရင်ကျွန်တော်ဒီမှာဟို training နေရှင်းဆိုလာရဆိုအခုလုံးမရောက်ခင်ကျွန်တော်ဟာသားရေပြောကြတယ်အဲ့တော့တယောက်တည်းဟာသားရေပြောတယ်ညာဟို လိုင်းမောင်းမှာလည်းကျွန်တော်နေရညာတိုင်းပျော်ဖြစ်တယ်ကျွန်တော်ကူရဲမှာလည်းတော့မတရားရအများကြီးအများပျော်ဆုံးတော့အပြင်မှာ6ရောက်ဆုံးပြီးဒိတ်တဲ့အဲတစ်ခေါက်ပေါ့နော်ဒီ coffee date ကတော့ပျော်ဆုံးအရင်ရင်းနှီးသွားတဲ့အချိန်ကတော့6ရောက်လုံးရှိမှလို့ဟာသားရေ project plan လေးလုပ်နေရမယ်ဆိုလည်းအများကြီးလုပ်နေကြတော့ဒါအဆင်ပြေသွားပဲဒီ6ရောက်နေဆိုပြီး6ရောက်ရှိမှဆိုတော့ဘာမှမဆက်တော့ဘူးဆိုပြီးတော့အဲ့လိုစိတ်စိတ်လုံးကြုံမှုလည်းခံစားလိုက်ရတယ် Chris ကတော့မန္တလေးတိုင်းပြင်းဦးလေမြို့ကနေလာရောက်ရွေးချယ်ခံခဲ့တာဖြစ်ပြီး milestone ရဲ့ ပထမအဦးဆုံးရွေးချယ်ခြင်းခံခဲ့ရတဲ့တရုတ်ဆောင်ဖြစ်လာခဲ့ပါပြီ။ခရစ်နဲ့တူတွဲဖက်တရုတ်ဆောင်ရမယ်တွဲဖက်တရုတ်ဆောင်ကဘသူများဖြစ်လာမှာလဲ။ ဝိထအရန်ငယ်သေးတယ်အရန်ငယ်သေးတယ်အရန်ခံစားလွယ်သေးတယ်ဘာမှတိုးဆောင်နေပတဲ့အတွေ့အကြုံတွေနေသေးတယ်အငယ်ဆုံးလေးလို့ကိုယ့်ကိုခံယူထားပေမဲ့တကယ်တမ်းအွန်စင်းမော်ရိုလိခါကျအစ်စိတ်တွေရှိလို့မရဘူးဆိုတော့အကိုပြောထားတယ်ဒါကခုဖုံးမထက်ဒီချိန်မျိုးကိုကြည့်ရနေတယ် အများကြီးပြင်ဆင်ဖို့ကြိုးစားဖို့လိုအပ်သေးတယ်လို့ကိုထင်တယ်။ on scene ပေါ်ရောက်ဖို့အတွက်ခက်ခဲအများကြီးရင်ဆိုင်အောင်မယ်ထင်တယ်။ဘယ်မှာအင်ဂျန်အမယ် ก็ยองอยู่อย่างเพอาะไม่แท้ก็ยอิงอย่างจะมาเตาลิ้นอย่างเนี้ยเจ้าสาวเลย Milestone Entertainment ရဲ့နောက်ဆုံးအဆင့်ရွေးချယ်ထားတဲ့6ရောက်ထဲကအငယ်ဆုံးလေးဖုံမြတ်ထက်ကတော့ Chris နဲ့အတူညီကိုရီပါ project မှာတွဲဖက်တရုပ်ဆောင်ရမယ့်တရုပ်ဆောင်အဖြစ်ရွေးချယ်ခြင်းခံလိုက်ရပါပြီ။ပျော်တယ်ပေါ့နော်။ဒီဟာလည်းဘုံမတိခဲ့ဟာလည်းတိတာပဲပြီးတော့မနက်ရောတငယ်ချင်းမရှိဘူး။တငယ်ချင်းမရှိပါရောဒီလိုမျိုးညီကိုပဲဟာပျော်တယ်ပေါ့နော်။မနက်ရောဒီချောင်းလည်းတော့မပြောချင်ဘူး။ အများကြီးမျောမှန်းထားတဲ့အတော့ကြောင့်မလို့အဲ့လိုမဖြစ်ချင်ဘောအမေတို့ဒီချောက်လို့မခွဲချင်ဘူးပါဒါထင်နေတော့မထုတ်သေးသေးဘူးတော့တို့မှာကိုကိုကလည်းကိုကိုကလည်းထင်တယ်။ဘာလို့တော့ငယ်ဆုံးပဲဖြစ်နေလို့အပေါ့ကိုကလည်းကြောက်ကိုသိရောကိုကိုကလည်းထင်နေတယ်ပေါ့နော်။ဖုံးမြတ်တက်ကတော့ရန်ကုန်တိုင်းတမိုင်းမြို့နယ်ကနေလာရောက်အရွေးချက်ခံခဲ့တဲ့အငယ်ဆုံးကလေးတူဖြစ်ပြီး နောက်ဆုံးမှာတော့ခရစ်နဲ့အတူညီကိုရီပါ project မှာတွဲဖက်တရုတ်ဆောင်ရမယ်တရုတ်ဆောင်အဖြစ်ရွေးချယ်ခြင်းခံလိုက်ရတာပဲဖြစ်ပါတယ်ဒီကနေ့မှာတော့ Milestone Entertainment ရဲ့ရိုက်ကူးရေးတွေအထိရွေးချယ်ခြင်းခံလိုက်ရတဲ့ပထမအဦးဆုံးအတွေ့အကြုံကို သိရှိခဲ့ကြပြီပဲဖြစ်ပါတယ် ကျန်ရှိနေသေးတဲ့၄ယောက်ထဲကဘသူတွေကများရှိုက်ကူးရေးအထိဆက်လက်ရွေးချယ်ခံသွားရမှာလဲဘသူကများအိမ်ပြန်ဖို့နှုတ်ဆက်သွားရမှာလဲဆိုတာကိုဆက်လက်ထုတ်ပြန်သွားမယ်နောက်ပိုင်းတွေမှာဆက်လက်ကြည့်ရှုလေးကြပါအောင်လို့ပြောချင်ရင်အပီဆိုဒ်2ကိုဒီနေရာမှာပဲနှုတ်ဆက်လိုက်ရပါတယ်ခင်ဗျာ